ကောင်းတာတွေလုပ်ခဲ့ပြီးမြဲတားလေးရဲ့ရုပ်ရည်ကိုကြည့်ပြီးဝေဖန်နေကြတာမလို့ဝမ်းနဲ့ပက်လက်နဲ့အဖက်တီးမှဖြစ်ရှင်လား။ မင်္ဂလာပါပရိသတ်တို့ဝန်ဒတိဆန်နေကနေကြိုဆိုပါရနော်မန္တလေးမြို့ကချက်မောင်းတလေးဖတ်တီမာကတော့မတည်သူမရှိတော့တဲ့အထီးကိုနာမည်ကြည့်သူတယောက်ပါရှင်ဖတ်တီမာကိုပရိသတ်တွေစသတိကြတာကတော့တံမြတီတုတ်ကိုစားခြင်းစပွဲတုံရောက်နေတဲ့ပုံစံနဲ့ပရိသတ်တီကစသတိကြတာဖြစ်ပါတယ်တံမြတီဆိုတာကတော့ရှားပါတဲ့အသီးမဟုတ်ပေမဲ့သူ့ရဲ့လက်ရကအမိုက်စားဖြစ်နေတာမို့စားခြင်းတွေတန်းစီနေရင်ကနေနိုင်ငံကျော်အချက်မောင်းတဲ့ဖတ်တီမာဘွားကိုရောက်ခဲ့ရတာဖြစ်ပါတယ်ဖတ်တီမာကတော့အချက်မောင်းရောင်းရင်စောင့်ဝင်နေဖြစ်ရှင်ခဲ့တော့အချိန်တော်ကြာခဲ့ပြီမဲ့အခုလိုမျိုးနာမည်ကြည်လာတာဒုတိယမြောက်သားလေးကိုကိုဝန်ဆောင်တဲ့အချိန်ကြာမှာပါ ။မမွေသေးတဲ့တားလေးကြောင့်ကံကောင်းမှုတွေစက်တိုက်ဆိုသူလိုဖြစ်နေတဲ့ဖက်တီမာကတော့အခုဆိုရင်တားလေးကိုဝေဖန်တဲ့ပြိသက်တချို့ကြောင့်ဝမ်းနေနေရတာဖြစ်ပါတယ်။မမွေကင်ကလေးကပြိသက်တွေရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ကလေးလေးကတော့ မွေးဖွားလာချိန်မှာလူတိုင်းရဲ့ဝေဖန်မှုကိုခံနေရပြီဖြစ်ပါတယ်။ဖက်တီမာကတော့တားငယ်လေးကိုမွေးဖွားခဲ့တာအခုဆိုရင်တော့တလာရှိပါပြီ။သူ့ရဲ့တားလေးကိုလာမစီပဲမွေးဖွားခဲ့တာမို့ကလေးကမွေးပြီးကျမပဲတားလေးနဲ့ခွဲနေခဲ့ရတာဖြစ်ပါတယ်။ဖက်တီမာကတော့တားလေးနဲ့ခွဲနေရလို့မျက်ရည်နဲ့အပြည့်ခန်းစားနေရတဲ့ချိန်မှာပရိသတ်တချို့ကတော့တားဖြစ်သူရဲ့ရုပ်ရည်ကိုစူးစမ်းပြီးတော့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။ပရိသတ်တချို့ကတော့ဖက်တီမာတားလေးရဲ့ရုပ်ရည်ကထူးဆန်းနေရုပ်ဆိုးတယ်ဆိုပြီးတော့တလာပဲရှိသေးတဲ့ကလေးကိုအမျိုးစုံဝေဖန်နေခဲ့ကြပါတယ်။တချိန်ကကံကောင်းတဲ့ကလေးလေးဆိုပြီးတော့ဝိုင်းချစ်ခဲ့ကြပေမဲ့ ကလေးကိုတွေ့ချိန်မှာအစာနာမှုကင်းကင်းနဲ့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။ဝေဖန်သူတွေရဲ့စကားသံတွေကတော့ကလေးကိုတွေ့တိုင်းဝေဖန်ပြောဆိုနေတာမို့မခံစားနိုင်တဲ့မိခင်ဖြစ်သူဖတ်တီမာကတာလီရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးအခုလိုဖြစ်ရှင်းလာခဲ့ပြီးဖြစ်ပါတယ်။ဖတ်တီမာကတော့တာဖြစ်သူရဲ့ရုပ်ရည်အခုလိုဖြစ်နေတာကတာလီကပေါင်မပြည့်ပဲမွေးခင်ရလို့ကျမ်းမိုင်မကောင်းလို့ဆိုပြီးတော့ဖြစ်ရှင်းလာခဲ့ပါတယ်။ဖတ်တီမာကကိုဝင်30တပတ်မှာအရေးပေါ်မွေးလိုက်ရတာမို့ကလေးလေးကမွေးပြီးပြီးကျမမိခင်နဲ့တောင်အတူနေခွင့်မရခဲ့ပါဘူး။ကလေးကမွေးမွေးချင်း၃ပေါင်ပဲရှိတာမို့မိခင်နဲ့အတူမနေရပဲစီကူသားမှုခံ ူနေရတာဖြစ်ပါတယ်။ကလေးလေးကတော့လာမစစ်ပေါင်မပြည့်ပဲမွေးခဲ့တာမို့အဆုံမကောင်းခဲ့တယ်လို့မွေးကလေးကကျမကြီးချူချာနေခဲ့ပါတယ်။ဇာဝန်တွေကတော့ကလေးလေးရဲ့ကျမကြီးကိုကြည့်ပြီးအသက်ရှင်မှုမဖြစ်နိုင်ဘူး။စိတ်ကငိုင်းချဖို့အမျက်ပြိုးဆိုခဲ့တဲ့အထိဖြစ်ခဲ့ပြီးမယ်။ဒါဖြစ်သူရဲ့ဖုံးကံကြောင့်ပဲအသက်ရှင်နေခဲ့တာလို့ဆိုပါတယ်။ကံကောင်းတဲ့ဒါဖြစ်သူကိုကြည့်ပြီးတော့ဇာဝန်တွေကတော့အံ့ဩရတဲ့အထိပါပဲရှင်။အသက်ရှင်မှုနေပါတဲ့ဒါဖြစ်သူကိုကြည့်ပြီးဇာဝန်တွေကအံ့ဩကြရတယ်လို့ကံကောင်းလို့နဲ့ဒါလေးကိုဖိုးကံကောင်းလို့လည်းခေါ်ကြတယ်လို့အသက်ပြင်းလို့မောင်သက်ပြင်းဆိုပြီးတော့လည်းခေါ်ဆိုကြတဲ့အထိပါ။မွေးလာကြပါလေ။ ယ်သေမင်းနဲ့လွန်ဆွဲခဲ့ရတဲ့သားလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေရတဲ့ဖတ်ဒီမာကအခုဆိုရင်ဝေဖန်တန်တွေကြောင့်စိတ်မကောင်းပို့ပြီးတော့ဖြစ်နေမှာကတော့အသေးချာပါပဲရှင်ဖတ်ဒီမာကတော့မိတွင်းကာလမှာတာဖြစ်သူရဲ့ကျမ်းစာရဲ့ကြောင်းငိုကြွေးခဲ့ရတယ်လို့ဝေဖန်သူရဲ့အတန်းကြောင့်လည်းစိတ်မကောင်းဖြစ်ခဲ့ရတာကတော့သိကြပါတယ်ဖတ်ဒီမာကတော့ဝေဖန်သူတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့တာဖြစ်သူကကံကောင်းပြီးအခုလိုအသက်ရှင်နေတာဆိုပြီးပြပြခဲ့တယ်လို့အခုထိကလေးကသေးပြီးတော့ပေါမပြည့်သေးတာမို့ညနာလေးကတမျိုးဖြစ်နေတာဆိုပြီးတော့ပရိသတ်ကြီးရဲ့ဝေဖန်မှုတွေကိုဖြစ်ရှင်းလာခဲ့ပြီလည်းဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တော့တလောင်းနဲ့ပဲရန်သားလေးပြန်စီအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တစ်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ Wonderly Channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးနေကြည့်ပြီးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ကြောင်းပြောကြားလိုက်ပါရစေရှင်